င်အားပြင်းထန်တဲ့ဟာရီကိန်းမုန်တိုင်းမဲလီဆာကိုမုန်တိုင်းဗဟိုချက်ကိုရိုက်ကူးထားတဲ့ရုပ်သံဟာစိတ်ဝင်စားမှုကို အကြီးအကျယ်ရရှိနေပါတယ်။ဒီစူပါမုန်တိုင်းကြီးဟာဂျမေကာနဲ့ကျူဘားနိုင်ငံတွေကိုအရှိန်ဟုန်နဲ့ဥတီလာနေပြီးဂျမေကာအာဏာပိုင်တွေကတော့ရည်ကြီးရည်ရှမ်းမှုတွေမဖြစ်အောင်ကြိုတင်ပြင်ဆင်မှုတွေလှုံ့ဆော်နေကြပါတယ်။ရင်နှုတ်မြောင်းတွေတန်ရှင်းလုပ်ငန်းတွေနဲ့ပတ်သက်တဲ့နောက်ဆုံးပြည့်စုံမှုတွေလှုပ်ဆောင်နေကြပါတယ်။အခုလိုရေကြီးမှုတံကိုအမြဲတမ်းခံနေရတဲ့ရက်ရွာအများပြားတို့ရေအရင်းမြစ်ဖြစ်တဲ့ပိုင်မြေလို့ခေါ်တဲ့မြင့်ငယ်တစ်ခုကိုလည်း တန့်ရှင်းလုပ်နေပါတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။ကျန်းကျင်သူတွေကတော့ဟာရီကိန်းမုန်တိုင်းမယ်လီဆာဟာရေပြုံမှုတွေဖြစ်စေနိုင်ပြီးလေပြင်းတွေကြောင့်လျှက်စစ်မီးနဲ့ဆက်သွယ်ရေးတွေလည်းပြတ်တောက်နိုင်ကြောင်းသတိပေးထားပါတယ်။ဒီမုန်တိုင်းရဲ့ရွေရှားနှုန်းနှေးကွေခြင်းကပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။တခြားဟာရီကိန်းမုန်တိုင်းတွေထက်ပြင်းထန်တဲ့မုန်တိုင်းတန်ကိုကြာကြာခန်းစားနိုင်ပွဲရှိတာကြောင့်ဖြစ်ပါတယ်။ဂျမေကာအနာပိုင်းတွေဟာအနေရရှိတဲ့နေရာတွေကနေထွက်ခွာပြီး ြောင်းရွှေ့ခလုံးရင်းညွန်ကြားချက်တွေကိုလိုက်နာကြဖို့ဒေတာခံတွေကိုတိုက်တွန်းထားပါတယ်။နိုင်ငံတွင်းမှာခလုံးရင်းစခန်းပေါင်း900နီးပါးရှိပေမယ့်တချို့ဒေတာခံတွေကတော့သူတို့ရဲ့အိမ်တွေကိုစွန့်ခွာဖို့ညှင်းဆုံနေကြပါတယ်။ဟုတ်ပါတယ်။သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့နေရတာကိုပိုနှစ်သက်တဲ့လူတွေရှိပါတယ်။သူတို့အတွက်အကောင်းဆုံးဖြစ်ပါစေလို့ပဲဆုတောင်းပေးရမှာပါလို့ဒေတာခံတူကပြောပါတယ်။ဂျူဘာဆိုရရာရှိတွေကလည်းမုံတိုင်းလမ်းကြောင်းပေါ်ကလူဦးရေ6သိန်းကျော်ကို ဘေးလွတ်ရာကိုပြောင်းရွှေ့ဖို့စီစဉ်နေပြီး Left to Ness မြို့ကခိုလုံရေးစခန်းတွေစီပို့ဆောင်ပေးနေပါတယ်။ဒီနေရာမှာလူ260ကိုနေရာချထားပေးနိုင်ပါတယ်။ဒါပေမဲ့ကျမတို့မှာလူတွေအတွက်နေရာပိုရှိပါသေးတယ်။ဘေးလွတ်ရာကိုပြောင်းရွှေ့ရမယ့်သူတိုင်းအတွက်ကျမတို့ရဲ့တကားတွေကအမြဲပွင့်နေမှာပါလို့အဆိုပါခိုလုံရာစခန်းတာဝန်ရှိသူတို့ကရှင်းပြပါတယ်။ Hurricane မုန်တိုင်း Melissa ဟာဂျမေကာကိုအရင်ဆုံးတိုက်ခတ်မယ်လို့ခန့်မှန်းထားပြီး အဲ့ဒီနောက်ဂျူဘာနိုင်ငံနောက်ပိုင်းမှာတော့ဘာဟားမားနဲ့တက်ခ်နဲ့ကိုင်းကုစ်ဂျိုးတွေကိုပါ ရောက်ရှိလိမ့်မယ်လို့ခန့်မှန်းထားပါတယ်ရှင်။